အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစို့ဒီနေ့ကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်။အဲ့ဒါဒီနေ့ညနေမှာတော့ဒါကျွန်တော်နည်းနည်းလေးဒါ video တင်တာနောက်ကျသွားတဲ့အတွက်ခွင့်လွတ်ပါဒါကျွန်တော်ထောင်းဝိုင်းတိုင်းခရီးရောက်နေတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့အမ်ကျွန်တော်နည်းနည်း busy ဖြစ်လို့ဒါကျွန်တော်ဒီညနောက်တင်တဲ့ video နဲ့နောက်ကျသွားအဲ့တော့လက်ရှိဒီနေ့ရတာကျွန်တော်တို့ဒီညရဲ့သတင်းတစ်ခုပြောပါဆိုရင်တော့ Liverpool အသင်းအတွက်တိတ်ပြီးတော့ဒါနားထောင်လို့မကောင်းတဲ့ဒါသတင်းတစ်ပုဒ်လို့ပဲပြောရမယ်တဲ့မှာပါတယ် ်လီဗာပူးအသင်းရဲ့လက်ရှိ right back ကစားသမားဖြစ်တဲ့အလက်ဇန္ဒားအာနိုကတော့လီဗာပူးအသင်းတရားဝင်ကမ်းလှမ်းခဲ့တဲ့စာချုပ်တွေမှန်သမျှကိုရှိသမျှအကုန်လုံးညှင်းပယ်နေတယ်ဆိုတဲ့သတင်းတွေကိုမာကာဘက်ကနေဖော်ပြလာခဲ့ဖြစ်တယ်။တတိကအတိအကျတော်တော်လေးဝင်တာကြောင့်တဖြည်းဖြည်းနဲ့ strong ဖြစ်လာခဲ့ရလို့ပဲဆိုရမယ်။အဲ့တော့ကျွန်တော်ကြာတည်ရတချို့သတင်းတွေရတိကျပြီးသားဖြစ်နေမယ်။လီဗာပူးအသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ မိုဆာလာဖာဂျေဗန်နိုက်ဒါအာနုတို့သုံးယောက်လုံးကိုတပြိုင်တည်းမှာစာချုပ်တဒန်တူဘူးအတွက်ကြိုးစားနေပြီမြင်ဒါကျွန်တော်တို့အာနုရဲ့စာချုပ်တဒန်ကတော့အခက်ခဲဆုံးပုံစံမျိုးသာဖြစ်နေတယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်ပြောချင်တာလက်ရှိမှာဒါကျွန်တော်အလက်ဇန္ဒားအာနုအနေနဲ့ဒါဆိုလစ်ဗာပူးအသစ်မှာလာမယ့်နယူးယာဒီမှာဆက်လက်ပြီးရှိဖို့ရာခိုင်နှုန်းကတော့တဖြည်းနဲ့တဖြည်းညင်းကျွန်တော်တို့ဒါနေပါသွားခဲ့ပြီလို့ပြောလို့ရအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့လစ်ဗာပူးအသစ်နေနဲ့လက်ဇန္ဒားအာနုကိုဒါကျွန်တော်တို့တော်တော်လေးကိုကောင်းမွန်တဲ့စာချုပ်ဒီနေတာကန့်လန့်ခဲ့တဲ့ဆိုတဲ့သတင်းထွက်လာခဲ့အဲ့တော့ပြောချင်တာဒါ FFG တို့ရောဒါ Michael Edward တို့ကိုဒါကျွန်တော်တို့တုတ်ဆူအနေနဲ့ဒါ ရစ်ချတ်ဟျူဒိုဆိုအနေနဲ့ဒီတစ်ခါတော့တာဝန်ကျေခဲ့တယ်ဆိုတဲ့ပုံစံမျိုးကိုမာကာကနေဖော်ပြထားတာတွေ့ရမှာအဲ့တော့ပြောချင်တာလက်ရှိမှာလီဗာပူးတင်နေတာအလက်ဇန္ဒားအာနိုကိုရရပုံစံမျိုးနဲ့အသင်းမှာဆက်လက်ပြီးထိန်းထားဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့တယ်ဒါပေမဲ့ကျွန်တော်လက်ရှိနီးပြဖြစ်တဲ့အာနီစလော့ကိုတိုင်ကလည်းဒါကျွန်တော်အအလက်ဇန္ဒားအာနိုကိုတော်တော်ကြီးကိုသဘောကျလွန်းနေတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါဒီကစားသမားကိုဒါကျွန်တော်တို့ရေရှည်ရထိန်းဖို့အတွက်ဒါလီဗာပူးတင်ကိုတောင်းဆိုပေးခဲ့တဲ့နေရာမှာပါတယ်လို့သိရတယ်ဒါပေမဲ့ ပြဿနာကပြတာကျွန်တော်သိရတဲ့သတင်းတွေကကောလာဟာလာတွေကလီဗာပူးအသင်းရတာ right back သာသမားအာနူကိုတော့ဒါအာရီယယ်မက်ဒရစ်အနေနဲ့ဒါကျွန်တော်ဒီနှစ်စောင်းရသီလောက်ခရေကတရားဝင်တာကျွန်တော်ခေါ်ယူမှုအတွက်အကျိုးသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးမာကာကလည်းရေးသားထားခဲ့တဲ့အကြောင်းဒါကြောင့်မို့ဒါကျွန်တော်တို့လက္ခဏာအာနူနဲ့ဒါဘလောက်ပဲလဘဘူးကစာချုပ်တန်းရောဒါကျွန်တော်တို့အခြေအနေအရကိုဒါပုံစံလေးအရရောဒါကျွန်တော်တို့ဘလူပဲကန့်လန့်ကန့်လန့်ပေါ့နော်ဒါဘလူပဲပြောပြောဒါကျွန်တော်တို့လဘဘူးအသိနေနဲ့ဘလောက်ပဲသူ့ရဲ့ဥစ္စာလိုက်ရောလိုက်ရော ဒါကျွန်တော်တို့ Real Madrid အသင်းနဲ့အကျိုးသဘောတူညီမှုရသားပြီးသားဖြစ်တဲ့ကြောင့်မအားနူကတော့ဒါ Real Madrid နဲ့ sorry ပါ ်မေးစီကဘာဖြစ်တာလဲအဲ့တော့ကျွန်တော်တို့ကအာနုအနေနဲ့လက်ရှိမှာဒါကျွန်တော်တို့လီဗာပူးရဲ့ကန့်လန့်မှုတွေကိုတော့ရှောင်ညင်းပယ်ပြီးတော့ရီယယ်မက်ဒရစ်ပြောင်းဖို့သာစိတ်အားထက်သန်နေတာဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်ရီယယ်မက်ဒရစ်အနေနဲ့ကလည်းအခုလက်ရှိမှာသူတို့အတင်းနေတာကြောင့်ပြိုင်ပွဲအစုံမှာရှိနေသေးတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါမနစ်ကကီလီယန်အမ်ပါဘီလို့ပဲဒါကျွန်တော်ရာသီကုန်မှသာဒါကျွန်တော်တို့ကီလီယန်အမ်ပါဘီကိုတရားဝင်ကြေညာခဲ့တယ်လို့ပဲဒါလက်ဇန်နာအာနုရဲ့ဒီနှစ်ရာသီကုန်လာမဲ့နွေရာသီအပြောင်းရွှေ့ကာလမှသာဒါကျွန်တော်တို့လက်ဇန်နာအာနုကိုတရားဝင်ကြေညာသွားပွဲရာရှိကြောင်းဒါကျွန်တော်တို့မာကာကလည်းထပ်ပြီးတော့ဖော်ပြခဲ့တယ်အဲ့တော့လက်ရှိမှာ ဘဘူးကတော့အုံနောက်စားပြီးအလဇနာအားတို့ကဒါတရားဝင်ဒါကျွန်တော်အလွတ်နဲ့ပြီးထွားအောင်ဖြစ်တဲ့ကြောင့်မို့ဒီ right back နေရာအတွက်လီဗာပူးတင်နေတာကျွန်တော်စတင်ပြီးတော့စဉ်းစားဖို့နေထားမှရှိအဲ့တော့ကောလာဟာလာဒီယာဒါကျွန်တော်ဒါဟိုကွတ်တီလောက်တော့ကြားရတဲ့တရီတခုထွက်လာခဲ့တာကတော့ဒါလီဗာကူစင်ရဲ့ right wing back right back ကစားသမားဖြစ်တဲ့ဒါ Frank Pong ကတော့လက်ရှိမှာစာချုပ်ဖြတ်သိမ်းကြီး Euro 30ရှိတဲ့ဆိုတဲ့တဲ့တင်ကြီးတော်တော်လေးကိုတတ်တောင်းဖြတ်ဖြတ်ထွက်လာတယ်ဆိုတဲ့တဲ့တင်ထွက်လာအဲ့တော့လီဗာပူးရဲ့ဒါကျွန်တော်ရေရှည်ပြစ်မှတ်အရာ ဒီဝိုက်ဘက်နေရာမှာဒါကျွန်တော်တို့လက်ဆန္ဒအာနုရဲ့နေရာမှာဖရင့်ပေါင်ကိုထားသွားဖို့တော့ပြင်ဆင်လာခဲ့တယ်။ချို့တော့ကောလာဟာလာဒီမှာကြားတဲ့တဲ့နေရာလီဗာပူးတင်နေကော်နာဘရက်လီကိုဒါကျွန်တော်တို့နံပါတ်1နေရာအတွက်အစတင်ပြီးနေရာပေးတော့မှဖြစ်ပြီးတော့ဖရင့်ပေါင်ကိုတော့ဒါကျွန်တော်အရင်ပုံစံမျိုးနဲ့ဒါခေါ်သွားမယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့။အဲ့တော့လက်ရှိမှာဒါကျွန်တော်ဘယ်ဟာကအမှန်ဖြစ်မယ်မသိဘူးမယ်ဖရင့်ပေါင်ကိုတော့လက်ရှိမှာလီဗာပူးတင်နေလာမယ့်နေရာဒီမှာအာနုနေရာအတွက်အစထိုးသွားဖို့တော့ပြင်ဆင်တယ်။ပြန်ကြည့်မယ်ဆိုရင်လည်းရှိဒီအပြောင်းရွှေ့ကတော့ဒါအာနုအတွက်ကတော့လီဗာပူးအာနုအတွက်ကတော့ရီယယ်မက်ဒရစ်ကတော့တော်တော်လေးကိုအဆင်ပြေတယ်ဆိုပေမဲ့လီဗာပူးအတွက်ကတော့တော်တော်လေးကိုနဲ့ လာတယ်။အာနုလုကစားသမားမျိုးကတကယ်တမ်း market မှာရောင်းမယ်ဆိုအနည်းဆုံးကျွန်တော်ယူရိုတန်း80လောက်ရနိုင်တဲ့အနေအထားတစ်ခုရှိတဲ့အတွက်ကြောင့်မလို့လီဗာပူးတင်တဲ့ဒီလိုမျိုးကစားသမားကောင်းတစ်ယောက်ကဒါအလွတ်နဲ့ပြောင်းရွှေ့ခွင့်ပေးတယ်တော်တော်လေးကိုနစ်နာလေးမြင်တယ်ပြီးတော့ပို့ဆိုးတာက ငယ်ငယ်မွေးချံပေါက်ကတက္ကသသမားတရက်ကိုဒီလိုမျိုးပုံစံမျိုးနဲ့လက်လွတ်လိုက်တာလီဗာပူးတဲ့တော်တော်လေးကိုယဉ်ခံတယ်။ဒါကြောင့်မို့တာကျွန်တော်အကယ်၍အာနုသာလာမဲ့နေရာဒီမှာအလွတ်နဲ့ပြောင်းခဲ့တာတည်ကြခဲ့မယ်ဆိုတော့လီဗာပူးပြည်သက်တွေကအာနုကိုတော်တော်လေးကိုအသေးနာမယ်ဆိုတဲ့သဘောမှရှိတယ်။ဒါပေမဲ့ဒီနေရာမှာဒါကျွန်တော်တို့အာနုကတော့ဒါလီဗာပူးဘက်ကိုတော့ပြောလို့မရဒီခေါက်လီဗာပူးတင်းကမာကာရဲ့အဆိုရဆိုရင်တော့လီဗာပူးတင်းကအာနုကိုရရနေနဲ့ရအောင်ဆွဲဖို့အတွက်ကြိုးစားခဲ့ပေမဲ့ အာနုကိုယ်တိုင်အသက်မှာမနေခြင်းခဲ့တဲ့ကြောင့်ဒီအပြောင်းရွှေ့ကမဖြစ်မြောက်ခဲ့ဘူးဒီစာရုပ်သက်ကမဖြစ်မြောက်ခဲ့ဘူးလို့ကြားသိရတယ်မှာပါအဲ့တော့အာနုနဲ့လီဗာပူးလမ်းခွဲဖို့အတွက်တေချာလောက်အနေထားမှာရှိနေပြီဆိုတဲ့တင်ကိုဒီနေရာမှာတင်ဆက်ပေးကြပါတယ်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတာပေါင်းကွန်ကြီးလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမိကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3 Point ဆိုတဲ့ TV4 တွေလင့်လေးတွေကိုထည့်ပေးထားခြင်းပြုလို့ဆိုတာကွန်ကြီးပြုလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရဲ့မြန်မာလေးလည်းကလစ်ဖို့မမိ မီဂျပန်နဲ့မြန်မြန်ကလစ်မြန်နံဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုံမောင်တောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာ AAC တွေ့ကြတာပေါ့အားလုံးမကြိုတူပါနဲ့ကျွန်တော်တို့ကပြပါဦးဒီပါဗျာ